British Army မင်္ဂလာပါရှင်ကျမတို့ channel ကလေးပြန်လဲကြွဆွန်လိုက်ပါရှင်လူရှိမချပြချင်တဲ့အမျိုးသားနဲ့မင်္ဂလာပွဲကိုအကျဉ်းရောက်တာကျင်းပလက်ချက်ခဲ့တဲ့တရုတ်ဆောင်မေတ္တမီမုံမင်္ဂလာပါ British ရေတရုတ်ဆောင်မေတ္တမီမုံကတော့ MRTV4 မေတ္တမီလေးတယောက်အနေနဲ့လူတိများခက်တယ်လို့ပြီးခဲ့တဲ့နောက်ပိုင်းမှာဆိုရင်လည်းအချက်ဆုံးသူရဲ့အထုပ်ပတိဇလန်ကျွဲမှာနှုတ်လို့ဖြစ်ပါဝင်ကားတရုတ်ဆောင်ခဲ့ပါသေးတယ် မုတ်ကလူရှိကနေအချိန်ကြာကြီးပျောက်ကွယ်ခရရတာဖြစ်ပြီးအခုနောက်ပိုင်းမှသာလူပညာလုတ်ကိုပြန်လည်လှုပ်လာတာဖြစ်ပါတယ်။လူပညာလုတ်တွေပြန်လာလှုပ်တဲ့အချိန်မှာလည်းအရန်ကြီးလှုပ်တာမျိုးမဟုတ်ပဲလူရှိသိမ့်မထွက်ပါဘူး။ဂျာပြင်ပြီးခဲ့တဲ့ရက်ပိုင်းမှာလက်ထက်လက်စွပ်နဲ့ prewedding ပုံတစ်ချို့ကိုသူ့အကောင့်ထဲမှာတင်လာခဲ့တာဖြစ်ပါတယ်။လက်ထက်ခွင့်တောင်းခံရတယ်လို့မရေထားပေမဲ့ပုံစံကိုကြည့်ကာ သူတရားဝင်လက်ထပ်တော့မယ်ဆိုတော့ကိုလူအများကထင်ခဲ့ကြပြီဖြစ်ပါတယ်သူတို့သားလည်းမပါပဲထင်ရကလည်းဒီကနေ့မှာတော့မဟုတ်ပဲရုတ်တရက်ရေးလက်ထပ်လိုက်ပြီဖြစ်ပါတယ်ဆိုပစ်သစင်းနဲ့ဟင်းဝင်တို့ရဲ့လက်ထပ်ပွဲပြီးပြီးနောက်တနေ့မှာပဲမဟုတ်လက်ထပ်ခဲ့တဲ့ဂျပန်ပြန်နဲ့လာခဲ့တယ်ဖြစ်ပါတယ်မဟုတ်ကသူလက်ထပ်ကြောင်းကိုသူ့ရဲ့အကောက်ကနေတရားဝင်တင်ပေးလာတာမျိုးမဟုတ်ပါဘူးမဟုတ်နဲ့ MRTU 4တရုံထဲမှာအတူအလုံးလုံးနေတဲ့အနက်ခတ်ကတင်ပေးလာခဲ့တာကြောင့်လူတွေကသိခဲ့ရတာဖြစ်ပါတယ် နောက်ခါကမနေ့ကတော့ဟေးဝဲနဲ့ဆိုပြီးတဲ့ဆိုတဲ့လက်ချက်ဘက်ကိုတက်ရောက်ခဲ့တာပုံရအများကြီးတင်ခဲ့ပါတယ်ဒီကနေ့မှာတော့မုံနဲ့အမျိုးသားဖြစ်သူတွေနဲ့အတူရိုက်ထားတဲ့ပုံတွေတင်လာခဲ့တာဖြစ်ပါတယ်နောက်ခါတင်လာမှကမုံတယောက်လက်ထပ်သွားပြီးဆိုတော့လူကတီးလိုက်ရတာဖြစ်ပါတယ်မုံကလက်ထပ်တော့ကိုတော့လူတွေတိအောင်မချပြခဲ့ပါဘူးနောက်ခါတင်ထားတာကြောင့်သားလူတွေကတိပြီးအံ့အားတင်ခဲ့ရတာဖြစ်ပါတယ်ဒါပေမဲ့တိတ်မကြခင်မှာပဲနောက်ခါဖက်ကနေပြန်ဖြတ်လိုက်ရပါတယ် မုံကပုံရင်အခုလိုတင်တော့ကိုမကြိုက်တဲ့အတွက်ပြန်ဖြက်ခံလိုက်ကြဖြစ်နိုင်တယ်လို့ခမန်းနေကြရဖြစ်ပါတယ်။မိုးကိုယ်တိုင်းကလည်းဘာမှမတင်နေပဲလှုပ်ဝက်စွာနေထိုင်နေခင်တာဖြစ်ပါတယ်။ လက်ထပ်တော်ကိုဘသူဘုမအတင်မခံတော့ပွဲကြီးလောက်တာမျိုးလည်းမဟုတ်ပါဘူးအနုပညာရှင်တို့ကလည်းမဖက်ပဲတိတ်တိတ်ဆိတ်ဆိတ်သာကျင်းပလာဖြစ်ပါရဲဒါပေမဲ့ပိုပြီးထူးဆန်းတာကတော့မုံလက်ထားလိုက်တဲ့အမျိုးသားကအနုပညာလောကထက်ကမဟုတ်ပါဘူးအနုပညာလောကထက်ကမဟုတ်တဲ့အပြင်သူ့ထက်အသက်အများကြီးကြီးတဲ့လူတစ်ယောက်ဖြစ်ပါရဲမုံရဲ့အမျိုးသားကအသက်၄၀ကျော်၅၀ဝန်းကျင်အရွယ်နဲ့ဆင်းသူနေတယ်လို့အရာရှိတစ်ယောက်နဲ့တူတယ်လို့ပြောဆိုနေကြတာဖြစ်ပါရဲ မဟုတ်ကတော့သူလက်ချက်အမျိုးသားကိုလူတွေကိုချပြတာမျိုးမလုပ်ချင်လို့ဘလို့လူလဲဆိုတာပြေမသိတလို့လက်ချက်တာတော့မချပြတာဖြစ်ပါတယ်လူအများကမဟုတ်ရဲ့အမျိုးသားကဘလို့အတားပိုင်းကလည်းဆိုတာကိုသိချင်နေခဲ့ကြတာဖြစ်ပါတယ်တေချာတာတခုတော့စီစဉ်ဥစ္စာပြည့်စုံနေတဲ့သူဖြစ်နိုင်မယ်လို့ခံမှန်းနေကြတာဖြစ်ပါတယ် မိုးရမိဘတွေကလည်းအလုံးသိတဲ့အတိုင်းအတိုင်းဝန်းကြီးတဲ့သူတွေဖြစ်ပါရယ်ဒါကြောင့်မလို့သူတို့ရဲ့အတိုင်းဝန်းထက်ကသူကိုယ်သာလက်ထပ်ဖို့သာများပါတယ်ဒါပြင်မိုးကအနုပညာအလုံးကိုလည်းတိတ်လောက်တော့မဲ့အခြေအနေမရှိတော့ပါဘူးနေချီလိုပဲသူလက်ထပ်ပွဲပြီးတဲ့အနုပညာလောကကိုချေမလန်းတော့ပဲစီးပွားရေးတာလုပ်ဖို့ကြံရည်နေတာဖြစ်ပါတယ်မိုးရမိဘတွေကလည်းစီးပွားရေးတာ ဖိလုပ်ဖို့အတွက်အကြံပေးနေကြတာကြောင့်ဖြစ်ပါတယ်။မုတ်ရဲ့မိဘတွေကအနုပညာအလုပ်လုပ်ချက်ကိုတိတ်တဘောမကြကြပါဘူး။မုတ်ကအောင်မြင်မှုလည်းအထွတ်ထိပ်မရောက်ခဲ့ရတဲ့လို့ရုပ်ရှင်တော့ကောက်ကိုလည်းဝင်မတိုးနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။ ။ဒါကြောင့်မလို့အနုပညာလောကမှာဆက်လက်ပြီးမနစ်မြုပ်နေတော့ပဲအင်ထာဖြုတ်ကစီးပွားရေးလုပ်ဖို့ဆုံးဖြတ်လိုက်ကြပဲဖြစ်ပါရယ်။သူ့အနေနဲ့လည်းအင်ထာတစ်ခုကိုစားတင်တဲ့အရွယ်ရောက်ရှိနေပြီဖြစ်တာကြောင့်ပဲဖြစ်ပါရယ်။ဟုတ်ကဲ့ပါပရိတ်တကြီးပရိတ်တကြီးတို့အနေနဲ့ရောမိုးလက်ထပ်ယူလိုက်တဲ့အမျိုးသားအပေါ်မှာဘယ်လိုများမြင်ခဲ့ကြပါသလဲ။